င်္ဂလာပါခင်ဗျာ2025ခုနှစ်အောက်တိုဘာလ28ရက်မြေလက်အတံရဲ့တနေ့တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရင်းမပြမှာပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ဥကြုံမုံထုံကိုထောက်ခံခဲ့တဲ့လူလူလှုပ်ရှားမှုကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းရင်းမပြမျိုးနယ်ထဲမှာရင်းမပြမျိုးနယ်တပိတ်အင်အားစုကဥဆောင်ပြီးစစ်ကောင်မရှင်ကချင်းမပြုလုပ်မဲ့ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့တပိတ်ကော်မတီဝင်တူဦးကမြေလက်အတံကိုပြောပါတယ်မနေ့ကအော်တိုဘာ29ရက်မှာတပိတ်အင်အားစုပူးပေါင်းအဖွဲ့တွေနဲ့ဒေသခံတွေပူးပေါင်းပြီး တော်လိုင်းရေးပိုစတာတွေကင်ဆောင်ကလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါအလာဒူကူလာသမကမှာပြည်သူလူထုရဲ့အသံအစစ်မှန်ကိုချပြနိုင်ရေးအတွက်တာမတီဥကြော်မိုးထွန်းနေရပြန်ရရေးလှုပ်ရှားမှုတွေကိုလည်းအဲ့ဒီရွေးကောက်ပွဲဆန့်ကျင်တဲ့ဒပိတ်တွေမှာတဘာတဲ့လှုပ်ရှားနေကြောင်းဒပိတ်ကော်မတီဝင်ကပြောပါတယ်ရင်းမဲ့မျိုးနဲ့ဒပိတ်အင်အားစုမှာတော့ရွှေနယ်သွေးဒပိတ်စစ်ကြောင်းအောင်လန်လွှင့်မီရွှေရည်ကြီးဒပိတ်စစ်ကြောင်းအောင်လန်လွှင့်မီဒေါင်းသွေးနီဒပိတ်စစ်ကြောင်းနောက်ပြန်မလှည့်ကြီးဒီတော်လိုင်းရေးဒပိတ်စစ်ကြောင်းတွေအပါအဝင်ဒပိတ်ကော်မတီ15ခုနဲ့ဖွဲ့စည်းထားတယ်လို့သိရပါတယ် စလင်းမျိုးပေါ်မှာနှစ်ရက်ဆက်ဒရုန်းနဲ့ပုံချခံရပြီးနေအိမ်နဲ့စာတင်ကျောင်းတော်တို့ချိုးပျက်စီးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပါမယ်။မကွေးတိုင်းမင်းမှုခရိုင်စလင်းမျိုးပေါ်မှာဒရုန်းနဲ့ပုံချခံရပြီးလူနေအိမ်နဲ့စာတင်ကျောင်းအဆောက်အဦအချို့ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့မြို့ကနေစီကသိရပါဗါဒ။အောက်တိုဘာ29ရက်မနေ့ကနေ့လယ်2နာရီခန့်မှာပေါင်းနာရက်ွက်ပြန်ဆက်ရုံအနီးနေအိမ်ပေါ်ကိုဒရုန်းပုံသည့်နှလုံးအောက်တိုဘာ28ရက်ဒီကနေ့မနက်9နာရီခန့်မှာမြင်းနေရက်ွက်ရှိစလင်းအထက်ကတဲ့ကျောင်းဝင်းအတွင်းကိုဒရုန်းပုံသည့်၅လုံးကြားရောက်ပောက်ကွဲခဲ့တာလို့ စလင်းမြို့ကန်ဒူးကမြေလက်တန်းကိုပြောပါတယ်ဒရုန်းမုန်းနေကြောက်ပောက်ခွဲခဲ့တာကြောင့်လူနေအိမ်တစ်လုံးစာစင်တောင်တချို့အုံနိုင်ရတဲ့အမိုးတွေထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့မြို့ကန်နေစီကသိရပါတယ်စစ်ကောင်မရှင်ကိုထောက်ခံရေးသားနေတဲ့ Telegram Channel တွေမှာစလင်းမြို့ပေါ်လူနေရက်ွက်တွေအတွင်း PDF တွေကရှော့လိုက်တုံးနဲ့ပစ်ခတ်လို့နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့စွပ်စွဲဖော်ပြထားပါတယ်ဒီကနေ့မနက်ပိုင်းစာစင်ကျောင်းတွင်ဒရုန်းမုန်းတီးတွေကြောက်ပောက်ခွဲပြီးနောက်ကျောင်းကိုယာယီပိတ်ထားရတယ်လို့သိရပါတယ်စစ်ကောင်မရှင်တပ်ဖွဲ့ကစလင်းမြို့မှာရဲစခန်းမြို့တော်မရှိဘောလုံးကွင်းအနီး ကံပြားရွာအထွတ်ဆလင်းစေတုထရာလမ်းမိုင်းကန့်လေအနီးစင်မြူကျွန်းမြို့ဘက်အထွတ်73စီဆိုင်တွေအနီးမှာတက်ဆွဲထားပြီး2024ဩဂုတ်လအတွင်းမှာဆလင်းမြို့မှာ yes scan drone ပုံချတိုက်ခိုက်ခံရလို့ yes scan မှုအပါရင်ငါဦးတန်ရရခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီးတင်ဆက်ပေးမှာကဗမောင်းမြို့မှာ yes scan နဲ့တတော်ရုံမိလောင်မှု SNL တက်တွေလက်နက်ကြီးပစ်ခတ်မှုကြောင့်လို့တော်လိုင်းတက်တွေပြောတဲ့တဲ့တွေမှာ တော်လိုင်းပူပေါင်းတပ်တွေတင်ပိုက်ထိန်းချုပ်ထားတဲ့စကိုင်းတိုင်းဗမောင်းမျိုးကမြို့မရဲစခန်းနဲ့တတော်ဦးစီးဌာနရုံးတွေမှာလက်နက်ကြီးပုံတိကြားရောက်ပောက်ကွဲပြီးမိလောင်ပျက်စီးခဲ့တယ်လို့ဒေသအခြေစိုက်တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါဗါဒ်အော်တိုဘာ26ရက်မနက်ပိုင်းမှာရှမ်းနီမျိုးသားတပ်တွေတက်ဆွဲထားတဲ့နေဆက်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကြောင်းနာတာလာနဲ့နားရကရွာဖျားကုန်းတွေကနေပစ်ခတ်တဲ့120မမလက်နက်ကြီးပုံတိတွေဟာရဲစခန်းနဲ့တတော်ရုံးတွေကြားရောက်ပောက်ကွဲခဲ့ပြီးနောက်မိလောင်ခဲ့တာလို့ဗမောင်းမျိုးနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တူကမြေလက်အတံကိုပြောပါဗါဒ် SNA ပူပေါင်းတပ်တွေကတိုက်ပွဲဖြစ်ပွားတာမရှိဘဲဗမောင်းမျိုးတွင်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးလက်ရှိမှာနှစ်ပတ်တပ်တွေအကြားစစ်ရေးတင်းမာနေတဲ့အခြေအနေဖြစ်နေတယ်လို့ဆိုပါတယ်။ဗမောင်းမျိုးမှာရဲစခန်းနဲ့တစ်တော်ရုံမှာတော်လိုင်းပူပေါင်းတပ်တွေဘက်ကတက်ဆွဲနေထိုင်တာမရှိတာကြောင့်လူထိခိုက်မှုမရှိခဲ့ဘဲမိလောင်လို့အဆောက်အဦတွေအလုံးပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဗမောင်းမျိုးနဲ့တမိုင်ခွဲခန့်အကွာစစ်ကော်မရှင်နဲ့ SNA ပူပေါင်းတပ်တွေပြန်လည်ထိန်းချုပ်ထားတဲ့နားရခရွာအစွန်ရှိဈေးဆိုင်တန်းနဲ့လူနေအိမ်20ကျော် အော်တိုဘာ29ရက်မနေ့ကနေ့လယ်3နာရီကျော်မှာမိရှုခံခဲ့ရတယ်လို့ဆိုပါတယ်။ဗမောက်မြို့မှာရဲစခန်းတတော်ရုံနဲ့နားရကရွာအစွန်ရှိဈေးဆိုင်နံနဲ့လူနေအိမ်တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကမိရှုခဲ့တာလို့ချန်နီမျိုးသားတဲ့ SNN နဲ့နှိဆက်တဲ့ Facebook လူမှုကွန်ရက်တွေကလည်းရေးသားဖော်ပြနေကြပါတယ်။ KIA နဲ့ PDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ဗမောက်မြို့အနောက်ခြမ်းရှိနားရကစက်တော်အလဲရွာတခွတ်တာခိုနန်း နာတလကြောင်းစတဲ့နေရာတွေကို SNA ပူပေါင်းတပ်တွေကအောက်တိုဘာဒုတိယပတ်မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်ပြင်တပ်နဲ့ SNA တပ်တွေကဗမောင်မျိုးနဲ့တမိုင်ခွဲကန်တာဝေးတဲ့နားရက်ကကြေးရွာဖျားကုန်းနဲ့ဗမောင်မျိုးနဲ့နှမိုင်ကျော်သာဝေးတဲ့နာတလကြောင်းမှာလည်းပြန်လည်တက်ဆွဲထားပြီးဗမောင်မျိုးဘော်ကိုထိုးစစ်ဆင်နေတာပါ။နောက်ဆုံးတစ်ပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့စိတ်ဖြူတန်းစလုံးစစ်စေးဂိတ်တိုက်ပွဲပကဖရွေလျားစစ်ကြောင်းမှကြာဆုံးခဲ့တဲ့တဲ့တင်မှာ မကွေးတိုင်းပခုတ်ကူခရိုင်စိတ်ဖြူမြို့နယ်တန်းစလုံးရွာစစ်ဆေးဂိတ်ကိုဒေသကားကွယ်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့ပြီးနှစ်ဖက်ထိခိုက်တိုက်စုံမှုရှိခဲ့တယ်လို့ပခုတ်ကူခရိုင်အမှတ်၁၉တိုင်ရင်တာဝန်ရှိသူတွေစီကသိရပါဗျ။ကွေးပင်ချောင်းရွာနယ်တန်ငယ်လုံးကျေးရွာကမှရှိတဲ့အဲ့ဒီစစ်ဆေးဂိတ်မှာစစ်ကောင်ပြင်တက်နဲ့ပြည်သူစစ်ပူးပေါင်းအင်အား၁၂ဦးကတက်ဆွဲနေတာဖြစ်ပြီးအောက်တိုဘာ၂၉ရက်မနက်၅နာရီခွဲကမှဒေသကားကွယ်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုမိနစ်၃၀ခန့်ဖြစ်ပွားခဲ့တယ်လို့ပခုတ်ကူခရိုင်အမှတ်၁၉တိုင်ရင်တာဝန်ရှိသူတို့ကမြေလက်အတံကိုပြောပါဗျ။ တိုက်ပွဲအတွင်းစစ်ကောင်ပြင်တပ်ဖွဲ့နဲ့ပြည်သူစစ်၄ဦးတိစုံခဲ့ပြီး MA3 တနတ်တလက်ကြီးစံတချို့တင်းစီရရှိခဲ့တယ်လို့သိရပါဗျ။ဒေါ်လန်ရဲ့တပ်တွေဘက်ကလည်းမကွေးတိုင်းပကပရွေလျားစစ်ကြောင်းဂျင်းနတာကော်လန်ရဲ့စစ်ကြောင်းမူရဲဘော်စိတ်ဖြူကော်ဟိမင်းသူတိုက်ပွဲကြတိစုံခဲ့ပြီးရုံလောင်းပြန်မရခဲ့ဘူးလို့ဆိုပါဗျ။တိုက်ပွဲဖြစ်ပြီးတဲ့နောက်အခင်းဖြစ်နေရာကိုစစ်ကောင်ပြင်တပ်ဖွဲ့စစ်ကူတွေထပ်မံရောက်ရှိလာပြီးလက်ရှိမှာအဲ့ဒီစစ်စေးဂိတ်ကိုအင်အားတိုးမြှင့်ချတာတယ်လို့သိရပါဗျ။ ဒီတိုက်ခိုက်မှုကိုပခုတ်ကူခရိုင်အမှတ်16တရင်မကွေးတိုင်းပကပရွေလျားစစ်ကြောင်းရင်းနသာကော်လန်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာပါ။မြလဒေတာကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြလအတန်ရဲ့နေစဉ်သတင်းအစီအစဉ်ကိုနေစဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြလအတန်ရဲ့ဝက်ဘ်ဆိုက် YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။